ဘုရားလောင်းကဘုရားမဖြစ်ခင်လေးမှာအလုံးကြီးကြည့်ရတဲ့အိမ်မကြီး၅မျိုးမှတ်တယ်တဲ့။အဲ့ဒီလောင်းကပထမအိမ်မကဘာမဲ့တော့ဆိုတော့ဘလောက်ကြီးကြည့်ရတော့မြေပြင်ကြီးတစ်ခုလုံးကိုအိရာလုံးဟိမွန်တာကိုခေါင်းအုံးအောင်ထားတယ်။အိန္ဒိယရဲ့မြောက်ဘက်မှာဟိမွန်တာတောင်ကြီးရှိတယ်ပြည်တယ်မဟုတ်လား။ဟိမွန်တာကိုခေါင်းအုံးပြီးတော့မြေပြင်ကြီးကိုကြောက်ခင်းဟုတ်လား။အဲလက်ဝဲလက်ကအရှိတမုတ်တရားမှာထားလက်ရလက်ကအနောက်တမုတ်တရားမှာထားခြေတော့ကပဲမှာထားအောင်ဆို တောင်သမုဒ္ဒရာမှာခြေတော်ကိုထားတယ်မြေပုံနဲ့မြင်ကြည့်ပေါ်ပေါ်ဟုတ်လားဒီလောက်ကြီးတည်တဲ့အိမ်မက်နော်အဲ့ဒါမဟုတ်လို့အဲ့ဒီအိမ်မက်ကိုမက်တာတော့ဆိုတော့တပ်မြူတညာအလုံးစုံကိုတိတဲ့တပ်မြူတညာကိုရပါဘုရားဖြစ်ပါဆိုတဲ့အတိတ်နိမိတ်ပါတဲ့အဲ့ဒီအိမ်မက်ကဟုတ်လားဘုရားလောက်ကြီးကျယ်တာမရှိတော့ဘူးနော်ဘာကြီးကျယ်တာဆိုတော့မြန်တော်ကြီးကကြီးကျယ်တော့အလုံးကိုတိတယ်ဟုတ်လားအဲနောက်ဒုတိယအိမ်မက်ကတရားမြန်မြန်ပြောပါရနော် ုတိယအိမ်မကဘာလို့ဆိုချက်ကလင်းပြီးတော့တိရိယာလို့အမိရတဲ့မြက်တစ်မျိုးပေါက်လာတယ်ဟုတ်လားအဲသဘောကပမာဏရှိတော့တဲ့ညီမြန်းသောယူရံဖြင့်ချက်တော်မှာပေါက်ထွက်၍ကြည်စဉ်ကြည်စဉ်ကြည်နေတော့မှာမင်းဟုတ်လားတထွာတတောင်တလန်တတာတကာဟုတယူဇနာသတိဖြင့်မြင့်ရမြင့်ရတက်သွားပြီးလျင်ယူဇနာပေါင်းအထောင်များစွာအစရာဖြင့်မိုးကောင်းကင်ကိုခိုက်လျင် နတိနေတိဟုမြင်မဲ့တော်မူသည်တဲ့ထို့သောဒုတိယအိမ်မက်ကိုမြင်မဲ့တော်မူခြင်းသည်မိဇိမာပရိပလာဖြစ်သောအတ္တိကဘက်ကင်တရားကိုလူနဲ့တော်ဟာဟောကြားတော်မူနိုင်ရာမြင်မဲ့တော်မူခြင်းဖြစ်၏ရှင်းပြရတဲ့လုံးဝမထင်ပါဘူးနော်ဒုက္ခငြိမ်းချောင်းအကျင့်လန်းဘာလို့ခေါ်ရလဲဒုက္ခနိရောဓဂามိနေပရိပလာမက်ကင်၈ပါးပါနော်အဲ့ဒီမက်ကင်၈ပါးအကျင့်မြတ်တရားကိုဟောပြနိုင်ဖို့ရင်နော်ဒါကပုဝါနမိတ်ပဲတဲ့နော်ချက်ကနေမြက်ပေါက်တာကောင်းတဲ့ဒီရောက်သွားဟုတ်လား နောက်သုံးမြောက်အိမကဘာလို့ဆိုတော့ကိုယ်လုံးရှူနေတဲ့ခေါင်းလေးတွေကမဲနေတယ်ပိုးလောက်ကလေးတွေမြင်ကြည့်အမြင်ကြည့်ပါနော်လောက်ကလေးတွေခေါင်းလေးတွေကဘာလို့မဲနေတယ်ဒီကိုယ်လုံးကတော့ဖြူပွေးနေအဲ့ဒီလောက်တွေအများကြီးတခါလေခြေထောက်ပေါ်ရွံ့ရွံ့ရွံ့ဖတ်တက်တက်လာဘယ်ထိတက်တော့ဆိုပစ်စ်ဒူးဒီရောက်လာတက်လာဒူးနာဒီရောက်တက်လာအကုန်လုံးအဲ့ဒါဒူးဒီအကုန်လုံးအဲ့ဒီပိုးတွေနဲ့ပုံလွန်သွားနော်ကိုယ်လုံးရှူလဲဥကောင်းတဲ့ပိုးလောက်ကောင်းလို့ဒီခြေသေးတော့ ဖြီးသီးတော်များမှာပစိဒူးကောင်းတိုင်အောင်တရွရွတရောက်ဖုံးလောင်းကြသည်ကိုမြင်မဲ့တော်မူသည်ထို့သို့တတိယအိမ်မဲကိုမြင်မဲ့တော်မူခြင်းသည်ဝိပ္ပုစင်ပြေဝုကြသည်များစွာသောလူအပေါင်းဥပေါင်းတတ်သူတို့သည်မြတ်စွာဘုရားကိုကိုယ်ပွဲရှိကကမဟာတရဏကုံခံယူကြဖို့ရန်မြင်မဲ့တော်မူခြင်းဖြစ်သည်ကမြတ်စွာဘုရားရဲ့တပည့်တော်ကားများကြီးဟိုလူတို့အဝိကြောင်ခေါ်တာပေါ့နော်ညာတော်ဖြစ်တော့ရှိကအဝိရှုဝုကြတာများတယ်ဝိယုံကြီးတွေဘာကြီးမြင်ဖို့မှာမရောမခက်က ဝတ်ထားတဲ့အဝတ်တွေဟုတ်လားအိန္ဒိယဆိုရင်လည်းအဲ့လိုအဝတ်ဖြူတွေဝတ်တာဖြူလားရှိတယ်တရားတော်မကြီးအများကြီးမြတ်စွာဘုရားကိုနော်ရှုံကြည်ကြရတယ်ကိုယ်ဝင်ကြရတယ်ရှိကတ်ကြရမယ်အဲ့ဒါရဲ့ရှိပြင်းနမေးတဲ့ဟုတ်လားနောက်လေးခုမြောက်အိမ်တက်ကပါပြောတော့ညိုရွှေနီရောလေးပေါ်တော့အဆင်ရှိကြတယ်ငှက်လေးမျိုးတို့ဒီအရက်လေးနဲ့လာမှပြန်လာကြရေခြေတော်ရင်းနဲ့ဝင်စင်းကြတော့အခါငှက်လေးမျိုးလုံးတို့ကိုယ်လုံးဆွတ်ဆွတ်ပြကြသည်ကိုမြင်မဲ့တော်မူသည် သာဖတ်ပြတာမြန်မြန်နဲ့တူပါနော်ရှင်းပြရလေကြားနေတယ်ဟုတ်လားအကြောင်းမျိုးစုံရှိတဲ့ငှက်တွေဒီလေးမျက်လာတယ်ပြန်လာကြတာအဲ့ဒါမျိုးဆိုဘုရားရဲ့နော်ခြေတော်ရင်းနဲ့ရောက်ရောအဲ့ဒီငှက်တွေအကုန်လုံးကမဖြစ်သွားရောဖွေးသွားဖြူဖွေးသွားရောင်တွေအကုန်လုံးပြောင်းသွားတယ်တဲ့အဲ့ဒါဘာလို့ဆိုတော့နတ်မင်းဘုံသားတွေရှင်ရသားအမျိုးလေးပါရှိဟုတ်လားမင်းမျိုးတတိယကျွဲမျိုးနတ်ပညာရမျိုးဟုတ်လားရှင်ရသားမျိုး ဟုတ်လားဒီမှာတော့သာမင်းပုံနာတယ်ပုံနာဆိုတဲ့စကားတော့ဒီခက်နားလေအောင် ရှင်းပြရခက်ပါတယ်အမှပြမနာကိုပုံနာလို့ပါတာပြန်နာကြီးကတော့ခက်လေတဲ့နားရတော့ဥလေလေကြီးလို့ထင်ပါဟုတ်လားနော်ပြမနာဆိုတာနော်တကယ်တမ်းကပညာရှိအတိုင်းဝိုင်းကိုရည်ရတာလို့ဘုန်းဘွားတော့အဲ့လိုထင်ပါတယ်ဟုတ်လားနော်ပြမနာရဲ့တကယ်ပုံရင်းအတိတ်တွေကတော့ယဟန္တာကိုရည်ရတာ နော်မကောင်းမှုကအပပြုကြီးဆိုရယ်မကောင်းတာဘာမှမရှိတဲ့လူပြင်မနာလို့ခေါ်တာအဲ့ဒီပြင်မနာကိုဘလို့ဟာတာပြန်တာပုံနာဆိုတော့ဒုက္ခတွေရောက်ဟုတ်လားနော်ပုံနာကပြင်ဟောတဲ့လူပဲလေဟုတ်လားအဲ့တော့အမျိုးလေးပါမြတ်စွာဘုရားဒီကိုရောက်လာပေါ့ရဟန်းပြုကြတဲ့အခါမှာအကုန်လုံးကမဖြစ်တော့ဆိုတော့အတူတူပဲနောက်တတိယဖြစ်လာတဲ့ရဟန်းမဖြစ်ဆင်းရဲသားဖြစ်လာတဲ့ရဟန်းမဖြစ်ဖြစ်အကျင့်မြတ်ကိုအတူတူကျင့်ရတယ်ဝိသိတ္တကလည်းအတူတူပဲအကုန်လုံး နော်အယူသီလမဖြစ်ကြဘူးပူမျှကြတယ်အကြောင်းတရားနဲ့ဖြစ်သွားအေးလို့ပြောတာဟုတ်လားဒါလေးခုမြောက်အိမ်မက်ပေါ့နော်ငါးခုမြောက်အိမ်မက်နဲ့ဒီနောက်တစ်ချိန်မှာဖြစ်လာမယ်နော်အကြောင်းအရာလေးဟာအိုးတောင်ရှင်းလာတဲ့အခါငါးခုမြောက်အိမ်မက်ကပါလို့ဆိုအလုံးကြီးတဲ့မစင်တောင်ကြီးပေါ့မြတ်စွာဘုရားအလန်းလျှောက်တာတဲ့ရင်းရံလျှောက်လူလာတော့ခောက်သွားတယ်သွားလိုက်ပြန်လိုက်လို့ပဲပုံလုံးဆိုတော့မစင်တောင်ကြီးပေါ့ ဒါမှအဝေါ်ကြကောင်းနေတယ်သူ့ချီတော်ကိုမရှင်မလို့တဲ့နော်ဒိဗေပါနော်ဒီအိမ်မကဟုတ်လားကြီးစွာသောမရှင်တော်ကြီးရဲ့ထဲ၌ဖို့မရှင်ဖြစ်မလူလည်းပဲလူလာတုံောက်သိညာပြောက်တီကိုမြင်မဲ့တော်မူသည်ထိုတို့ပြစ်သမအိမ်မဲ့မြင်မဲ့တော်မူသည်ဒီဘုရားဖြစ်တော်မူသောအခါသင်္ကန်းစွာအောင်စီပစ္စည်းလေးပါးတို့ကိုများစွာရတော်မူရန်နှင့်သူပစ္စည်းလေးပါးတို့ကိုတွေ့တာတက်မဲ့ဤကချင်းမရှိပဲသုံးဆောင်တော်မူဖို့ရန်မြင်မဲ့တော်မူခြင်းဖြစ်လေသည်တဲ့ အလွန်မှလက်လာပါများနော်လူမဲ့တမ်းမဲ့လူအလွန်မှများဟုတ်လားဒါပေမဲ့အဲ့ဒီသူများလှူတန်းထားတဲ့အပစ္စည်းတွေရဲ့ပုံမှာဘာမှညှိကပ်တွေ့တာမူမရှိဘူးဘလောက်ကောင်းတော့အရှင်တော်ပေါ်တော့လမ်းလျှောက်တယ်ဒါပေမဲ့အရှင်တော်မလူနော်ကျန်တဲ့အိမ်မက်တွေမှတ်မိကြတယ်ပဲဒီအိမ်မက်လေးတော့မှတ်မိကြကောင်းနော်ဟုတ်လားနော်ဒါဘုရားမဖြစ်ခင်မှာမြတ်စွာဘုရားအလောင်းအိမ်မက်မက်တယ်ဆိုတာ